မိတ်ဆွေများကြမ်းမာတော်မူကြပါစားခင်ဗျာဆံမင်းလူရဲ့လမ်းဖြတ်ကူးသောနှလုံးသားဆိုတဲ့ဝတ္ထုတော်လေးတစ်ပုဒ်ကိုလည်းနားဆင်ကြကြပါဦးခင်ဗျာ သူ့ကိုမွေးပြီးနာရီပိုင်းလောက်အကြာတွင်သူ့အမေဆုံးသည်သူ့အဖေနောက်ကိုလိုက်သွားခြင်းဖြစ်၏သူ့အမေသည်တေဆုံးငါနီဆဲဆဲတွင်သူ့သားကလေးအားမောင်စုဟုခေါ်ပါလေဟုမှာကြားခဲ့သည်နှစ်မြေတို့ပင်ဖြစ်စေမောင်စုသည်ယခုအခါရေခဲရေရောက်နေ၏စုလေဖျားအနီရတာမုံတိုက်ယခင်ရှာမီနှင့်မျက်နှချင်းဆိုင် မဟာဗန္နူလာလမ်းဘေးအမှတ်33 73 74စကားမှတ်တိုင်များတဝိုက်သည်သူရေခဲရေဖြန့်ဖြူးရာဌာနဖြစ်သည်ခွေးချေတစ်ခုပေါ်တွင်တန်ပုံးဝိုင်းရှိသည်တန်ပုံးဝိုင်းပေါ်တွင် ရေခွက်တင်ရန်တန်စကားရှိသည်တန်စကားနှင့်ဆက်လျက်တန်တိုင်ကလေးတွင် ရေစစ်၃ခုအစဉ်စဉ်ရှိသည်အပေါ်ဆုံးရေစစ်ထဲတွင် ရေခဲတုံးအသေးတုံးရှိသည် တန်စကားပေါ်တွင် ရေခဲတုံးကိုစွတ်ကျဲစားဖြင့်ဖုံးအုပ်ထားသည်ရေခဲကိုစွတ်ကျဲစားဖြင့်အုပ်ထားလျင်ကြာရှည်ခံကြောင်းမောင်စုအတွေ့အကြုံရသည်သည်သိပ္ပံပညာအရမူစွတ်ကျဲစားသည့်အပူကားပစ္စည်းဖြစ်သည်၎င်းသည် အပြင်ကအပူဓာတ်ရေခဲစီသို့အလွယ်တကူမရောက်အောင်ထိန်းထားပေသည်တို့ရာတွင်သိပ္ပံပညာကိုမောင်စုမသိကြစိတ်လဲမဝင်စားကြသူစိတ်ဝင်စားသည်မှာ ုံးထဲကရေများတဖြည်းဖြည်းယော့ကာသူ့ပိုက်ဆံခွက်ထဲမှာငွေစအကြွေများတဖြည်းဖြည်းများလာဖို့သာဖြစ်လေသည် လောကကြီးတွင်အစ်စ်အမှန်တရားဟုသည်ရှိသလားရှိလျင်မြစ်ကဲ့သို့သောအရာပေနီဟု တွေးခေါ်ရှင်သို့ကြံဆခဲ့ကြသည်အစ်စ်အမှန်တရားသည် အာဘောဓာတ်ဖြစ်သည်ဟု၍၎င်းအနန္တဝိညာဉ်တော်ဖြစ်သည်ဟု၍၎င်း အရာဝတ္ထုတို့၏ဆန့်ကျင်ပေါင်းစည်းခြင်းဖြစ်သည်ဟု၍၎င်းအမျိုးမျိုးတွေးဆခဲ့ကြသည်မောင်စုဖို့မူအစစ်အမှန်တရားသည် ရေခဲတုံးနှင့်ရေခဲရေပင်ဖြစ်သည်ရေခဲတုံးသည် သူ့ဘဝရေခဲရေဖြင့်လူအများကိုငြိမ်းအေးစေမည်၃မောင်စုသည်ပိန်ဤမဲဤသပင်ရှိဤသပင်ညက်ရန်ပိုက်ဆံမရှိသောကြောင့်ဖြစ်လေသည် သူအင်ဂျီမှာအဖာရအထေးရာတွေရှိ၏ထွင်ထားခြင်းမဟုတ်ပါ ပောက်ပြဲနေသောကြောင့်ဖာထားခြင်းဖြစ်လေသည်မောင်စုအကြောင်းပြောလျင်မတ်တူးအကြောင်းပါရမည်မတ်တူးမှာခါမရှိကြဝန်းပိုက်နည်းနည်းစု၏တို့ရရင်ဝရော့မဝသူစရုံးသည် တမာသည်ထက်တော့ကြည်၏မာလကာသည်လောက်တော့ရှိမည်จิตဆံမီจิตထားသောအခါပြား20တန်းဤကြကွေးနေတူလေသည် သူအသားညိုညစ်၏သူသွားများသည်မညင်ညာကြေသွားမတိုက်သောကြောင့်သူသွားအရင်ပိုင်းများသည်အဝါရောင်ဖြစ်နေ၏မောင်စုကမူပလဲလုံးလေးများကို ရွှေကွတ်ထားသည် ဟုထင်မိလေသည်မတူးသည်ကိတ်မုံကိုမစားဘူးကြေတို့ရရင်သူကိတ်မုံရောင်သည်အရင်ကတော့ရတာမုံတိုက်ရှေ့တဲ့တဲ့မှာရောင်သည်ရတာမုံတိုက်ရှေ့တွင်ဈေးမရောက်ရကြေညာလိုက်သောအခါ ရတာမုံတိုက်ရှိရင်မယောင်းတော်ကြီးရတာမုံတိုက်ဘေးသို့ရွှေ့ရောင်းဤကျူလီယာဘလီဤဆင်ဝင်အောက်မှာမောင်စုဤဆိုင်နှင့်မှတ်တူးဤဆိုင်တို့ဤကြားတွင် မဟာဗန္ဓုလရှိဤမဟာဗန္ဓုလလန်းလို့ဆိုလိုသည် မောင်စုသည်ငါးပြားကအစနှမျောတတ်သည်ပိုက်ဆံငါးပြားဆိုတော့ခုခေတ်မှာဘာမှတုံးလို့မရဘူးဟု အချို့ကပြောကြသည် မောင်စုအမြင်မှာတုံးတတ်ရင်တုံး၍ရသည် တစ်ခွက်လျင်15ပြားတိတိတန်သောမောင်စု၏ရေခဲရေကိုမှတ်တူးသည်တစ်နှစ်3ခွက်လောက်အလကားတောက်သည်သူရောင်းသောကိတ်မုံကိုမူမောင်စုအားတစ်ခါမျှမကြွေးဘူးကြီးတို့ရရင်မောင်စုကျဉ်တ်သည်မှတ်တူးသည် မောင်စုထက်3နှစ်ခန့်ငယ်သည်တို့ရရင် မောင်စုကိုနင်းနဲ့ငါနဲ့ပြောသည် ရင်းကိုလည်းမောင်စုကျဉ်တ်သည်အเจ้าမှာမောင်စုသည် မှတ်တူးကိုချစ်နေသောကြောင့်ဖြစ်သည်လေမောင်စုသည်မှတ်တူးနှင့်မြေတို့မြေပုံစတင်တည်ကျွမ်းခဲ့ရကြောင်းကိုမမှတ်မိတော့ကြည်အเจ้าမှာ သူသည်ဒိုင်အရီမရေးတတ်သောကြောင့်ဖြစ်လေသည် ူအလိုလိုတည်သွားကြသည် ဟုထင်သည်မနေ့ဆိုလျင်မောင်စုကမတ်တူးကိုဝင်းခေါ်သည် အတူတူလာကြသည် နေ့လယ်မှာမတ်တူးကမောင်စု၏ရေခဲရေကိုတောင်းတောက်သည်ညနေအတူတူပြန်ကြသည် မောင်စုကမတ်တူး၏အိမ်ကိုလိုက်ပို့သည် တခြားထူးထူးခြားခြားမရှိနှစ်ခုတော့ရှိသည်ငါမတ်တူးငါပိုက်ဆံတစ်ချက်ကြီးကောက်ရတယ်ဆရာ နင်မစားကြင်လဲငါဝယ်ကြွေးမယ်ငါလာလဟာပြင်းစည်းကခောက်ဆွဲပြုတ်ကြော်လဲစားကြင်တယ်ပြီးတော့ဖာလူဒါလဲတောက်ချင်တယ်ပြီးတော့ဟာအဲ့ဒါလောက်ကြည့်တော့ငါဘယ်တက်နိုင်မှာမလဲကောက်ရတာကတကြက်သေးရေနင်ကဘာစားကြင်လဲဆိုလို့ငါစားကြင်တာပြောရတာပဲဒီလိုလုပ်လေနင်ရောငါရော စားလို့ရအောင်မဟုတ်ရင်ကတကြက်ဖို့တွားဝယ်ပြီးနောက်တူတူစားမယ်6မောင်စု ညဘာစားမလဲငါကြွေးမယ်အာလူနင်ဘယ်တော့ငါဝယ်ကြွေးဘူးလို့လေတကယ်ပြောတာပါဟာဒီနေ့ငါမွေးနေ့လေအမေနင်နင်မွေးနေ့ကိုသိလို့လားသိတာပေါ့ဟာစက်တင်ဘာ3ရက်နေ့တဲ့ဒီနေ့ပဲငါတော့ပြောလိုက်တာနင်ရောနင်မွေးနေ့ကိုသိလားဟမ်သိပါဦးအဲ့ဒါထားစမ်းမအောင်နင်မစားခြင်းလေတံပေါက်ထမင်းဟဲအဲ့ဒါတော့ငါလည်းမတတ်နိုင်ဘူးဒီလိုလုပ်လေ နေရောငါရောစားလို့ရအောင်မွေးငါတစ်ချက်ဖို့သွားဝယ်ပြီးအတူတူစားကြတာပေါ့ခုနှစ်မောင်စုဒီမတ်တူးကိုချစ်နေသည်တို့ရာတွင် तू မပြောရဲကြီးပြောဖို့စူးစားခဲ့သည်မှလည်းအချိန်ချင်းဒီနေ့တော့တကယ်ပြောတော့မည်ဟု ဆုံးဖြတ်သွားခဲ့တော့လေမတ်တူးကို တွေ့လိုက်ရသည်နဲ့ तू စွန့်အသွားရသည်သူများတကားတွေဝင်ဥသွားမည်ကိုလည်းစိုးရင်သည်မတ်တူးနော် တရားလုံးရောင်းတဲ့ကောင်တွေနဲ့တိတ်ရောမွင်နဲ့သူတို့ကခြေသလုံးအိမ်နိုင်တွေထွတ်ထက်ပူ၍မပြောရဲအချိန်တွေအများကြီးကြံပါသေးတယ်ဟူ၍သူ့စိတ်ကိုသူဖြေသည်တို့ရတွင်အချိန်နှင့်ရေခဲတုံးသည်လူကိုမဆောင်ကြည် က်ပြန်ဆိုလင်မတူတောပြန်ရတော်မူတောကသူ့အမိအသေးအံဖြစ်နေသောကြောင့်ဖြစ်သည် သူ့အမိပြန်နေကောင်းလာသည့်အထိတောမှနေရမည်သူ့အမိနေကောင်းပြီတော်လဲပြန်လာခြင်း မှပြန်လာရတော်မူမောင်စုသည်ဒီနေ့တော့သူ ပြောကျင်သောစကားလေးကိုပြောတော်မူဟုဆုံးဖြတ်လိုက်သည်မတူဆိုင်မထွက်သောကြောင့်မတူအိမ်သို့လာခဲ့သည် သူရင်ထဲကစကားလေးကို ဖွင့်ပြောလိုက်တော့သည်ဟိုရောက်ရင်ငါစီစားရည်နော်မတူကခေါင်းခါသည်ဘာဖြစ်လို့လဲဟဲမရေးချင်ပါဘူးရေးပါဟဲဘာဖြစ်လို့လဲငါမှစာမတက်ဖဲနင်းစာမတက်ဘူးဟုတ်လားအေးနင်းဟောငါလည်းမတက်ဘူးစာထဲ့ပါလို့သာပြောရသည်မောင်စုထံသို့စာထဲ့ရန်လိပ်စာမရှိကြမောင်စုနေသောနေရာသည်အိမ်နံပါတ်မရှိ လမ်းနံပါတ်မရှိရက်ကွက်အမည်မရှိ အမှန်တော့မောင်စုမှာအင်ဂျီယာကြီးပင် အတီတကျမရှိပါရန်ကုန်မြို့မောင်စုကိုပေးပါဆိုလျင်မောင်စုထံမြည်တို့ရောက်ပါမည်နီ၉ရန်ကုန်တွင်မတူးမရှိတော့သည့်နောက်ရတာမုံတိုက်သည့်မောင်စုအတွက်အတိတ်ပဲမရှိတော့မတူး၏နေရာတွင် ယခုကလမာကြီးတယောက်ရောက်နေသည် ထိုကလမာကြီးကိုမြင်တိုင်းမတူးကိုသတိရသည် ကိတ်မုံကိုမြင်တိုင်းလဲသတိရသည်ယခုအခါရေခဲရေကိုအလကားတောက်မြည်သူမရှိတော့တို့ရရင်သူဝမ်းမသာမတူเจ้าကိုသူသိကျင်နေသည်မတူနေထိုင်ကောင်းပါရဲ့လားတော့မှပျော်ပါမလားမတူသည်သူ့ကိုသတိရနေမလားမတူကိုသူချစ်နေကြောင်းဖွင့်မပြောလိုက်ရအကယ်၍မတူပြန်လာခဲ့လျင် သူဖွင့်ပြောတော်မူ ထိုအခါမတ်တူးသည်သူ့ကိုဟဲ့မောင်စုဟင်ဟင်ဘာလဲဗျသူ့အတွေ့ကိုနောက်ရှက်နေသော secret တဲ့မိမကြီးကိုဟောက်လိုက်သည်နင်မတ်တူးအကြောင်းသိပြီလားဘာလဲဘာဟုတ်လဲဒီနေ့သူ့အတော်နဲ့တွေ့လို့ပြောလိုက်တယ်မတ်တူးကိုသူတို့ရွာကကုံစုံဆိုင်ပိုင်ရှင်တယောက်နဲ့ပေးစားမလို့တဲ့ဘာပြောတယ်အဲ့ဒီတယောက်ကအသက်40လောက်ရှိပြီတဲ့မဟုတ်ဆိုးဘူးတဲ့ကလေးက၄ယောက်နဲ့ မောင်စုလက်ထဲတွင်ကင်ထားသောရေခဲတုံးကြီးသည် platform ပေါ်သို့လွတ်ကျသွားသည်အစိတ်စိတ်အမွာမွာကွဲထွက်သွားသည်သူသည် platform ပေါ်သို့ဒူးထောက်ကျသွားသည်ရေခဲတုံးအစကလေးတုံးကိုရောင်ရမ်းကင်လိုက်မိသည်ရေခဲတုံးလေးသည်ပူလွန်းသဖြင့်ပြန်ပစ်ချလိုက်မိသည်ရေခဲတုံးသည်သူ့ဘဝမောင်ထော်လေးလမ်းထဲကကျူလီယာဘလီစီမအတုဝတင်မောရင်ထွက်လာသည် 30ရေခဲရည်သည်အလွန်အေးဆက်နေ၏သူရင်သည်ချစ်ချစ်တောက်ပူနေသည် ရေခဲဘုံထဲတွင် ရေဆက်ကလေးတွေကတ်နေကြသည် မောင်စု၏မျက်နာတွင်ချွေးဆက်တွေကတ်နေကြသည်ငိမ့်ငိမ့်ရေခဲရည်ငိမ့်ငိမ့်ရေခဲရည်ဟု အရင်ကသူတက်ကြွစွာအော်ခဲ့သည် ခုတော့ဖြင့်မအော်နိုင်ငူးငူးငိုင်ငိုင်ကြီးတိတ်ဆိတ်စွာရက်နေသည် ူစိတ်သည်မွန်းတဲနေသောနေလုံးကြီးစီသို့ရောက်နေသည်ညနေကျတော့ဆုလိဖျားပေါ်သူရောက်သည် အရင်ကဆုလိဖျားပေါ်ရောက်ဖူးပါသည်တို့ရာတွင်တခါမျှရှစ်မခိုးခဲ့ဘူးကြီးကြီးစင်တူတော်တဆူရှိတွင်ထိုင်သည် လက်အုပ်ချီသည်ဆုတောင်းသည်မတ်တူကိုတပည့်တော်တကယ်ချစ်ပါတယ်ဖျားမတ်တူရန်ကုန်ပြန်လာအောင်လုပ်ပေးပါဖျား တယောက်ကြီးကိုတေအောင်လှုပ်လိုက်ပါဖះဂျေးဆန်လူတော်ကြီးဤအပြုံးမျက်နှာတော်သည်သူ့ကိုအားတက်စေသည်သူနေတိုင်းဆူတောင်းသည်ဆက်တက်ဟဲ့မောင်စုမတူးပြန်လာပြီတဲ့ဘာမတူးပြန်လာပြီဟုတ်လားမတူးပြန်လာပြီဟုတ်လားသူ့လက်ထဲကရေခဲတုံးကြီးသည်ပလက်ဖောင်းပေါ်သို့လွတ်ကျသွားသည်တို့ရတွင်ဖွဲပုံပေါ်သို့ကျသွားသောကြောင့်မကွဲကြီး ကျူလီယာဘလီဆေးအစ်စ်တုတ်ထားသည်မတူးအိမ်သို့သူပြေးလေသည်မတူးကိုတွေ့တော့ သူဘာပြောရမှန်းမသိမတူးကသူ့ကိုငေးကြည့်နေသည် မတူးမျက်ရည်ဝဲနေသည် မျက်ရည်ဝဲတိုင်းဝန်းနေသည်ဟုမဆိုနိုင်ပေမတူးမတူးနင်ပြန်လာပြီနော်အေးမောင်စုသည်သူ့အပြောခြင်းဆုံးစကားလေးကိုပြောလိုက်သည်ဟိုတုပ်ကြီးရောတေသွားပြီလားဟမ်မတူးသည်ရှက်၍ခေါင်းငုံသွားသည် ပြီးတော့ပြောပြသည်သူ့အမေကအသေးအတန်မဖြစ်ဘဲညာခေါ်ကြောင်းတယောက်ကြီးနဲ့အတင်းပေးစားတော့ကြောင်းထွက်ပြေးလာကြောင်းနှစ်အမေလိုက်လာရင်ကောမလာနိုင်သေးပါဘူးဒီလိုလာဖို့အမေမှာပတ်ဆံရှိမှာမဟုတ်ဘူးလိုက်လာရင်လည်းငါပြန်မလိုက်တော့ဘူးမောင်စုသိတ်ဝမ်းသာသွားသည်ပြီးတော့သူ့ခံစားချက်ကိုထုတ်ပြောလိုက်ပြန်သည်နင်သွားနေတော့ ငါတိတ်လွမ်းတာပဲငါလဲဒီလိုပဲငါလေးငါလေးနင်းတွေကြတာမြင်နင့်ကိုသတိရတာငါလဲဖုံတွေထတာမြင်နင့်ကိုသိတ်သတိရတာပဲဆက်နှစ်အချိန်နဲ့ရေခဲတုံးသည်လူကိုမဆောင်ကြောင်းမောင်စု ကောင်းကောင်းသိခဲ့ပြီထို့ကြောင့်မတူးဆိုင်စထွက်သောနေ့မှာပင်သူ့အချစ်ကို ဖွင့်ဟလိုက်လေသည်မတူး ငါခုနပြောတာပဲလို့လေဘာဟုတ်လဲနင်ကငါ့ကိုပြန်ပြီးဟိုတင်းမပြုတ်နိုင်ဘူးလားမတူးကခေါင်းငုံထားသည် သူ့လက်သေးတဲ့ကကြီးများကိုဒုတ်ချောင်းကလေးဖြင့်ထိုးထုတ်နေသည် ပြောပါဟာငါမပြောချင်ဘူးဟာဘာဖြစ်လို့လဲဟမ်နေမကောင်းလို့ဟမ်ဟုတ်လား ABCD တောက်မလားငါပြေးဝယ်လိုက်နိုင်မယ်လေနေပါစေ ABCD ကရင်တုံနေဟာခုနကဆရာမောင်ဆင်းနီမောင်ဝယ်တောက်ထားတယ်။နင်နေကောင်းပြောင်းရင်ပြောမှာမဟုတ်လား။မတူခေါင်းညိမ့်သည်။နင်ဘယ်တော့နေကောင်းပြောင်းမှာလဲ။နက်ဖြန်စတုံးနက်ဖြန်တို့မဟုတ်ယနေ့တဆောင်မုံလာပြည့်နေ့မောင်စုသည် သူ့ရေခဲပုံးကိုငပြောသည် ရောင်းတော်လာဝင်းကို အပ်ပစ်သည်။လာဝင်းသည်ယုံကြည်ရသူမဟုတ် သူ့ကိုအက်ခဲလျင် ရေခဲရေလဲသုံးလေးခွက်ခိုးတောက်တတ်သည်ရောင်းရသည့်ငွေကိုလဲဖြောင်တတ်သည်ဒီနေ့တော့ရေခဲရေတဘုံကုံအောင်တောက်ပြစ်လဲသူမမှုပါမနေ့တုန်းကသူ့ရေချိုးနေမိသောကြောင့်အချိန်လင့်သွားသည်သူဝင်ခေါ်သောအခါမတူးမရှိတော့ချေခုမှပင်သွားရတော့သည် မတူးကငါလဲနှင်းကိုဟိုရင်းပြူပါတယ်ဟုပြောလေသည်မောင်စုသည်ပလက်ဖောင်းပေါ်တွင် ဒူးထောက်ထိုင်ချ၍ဆုလိဖျားကြီးကို ပစိမ်ပေါက်ကြော့လေတော့တည်းထိုနေ့ကတနေ့လုံးမှတ်တူးအနာမှသူပျော်သည်ပျော်သည်ပျော်သည်ညနေကျတော့သူ့ရေခဲဘုံကို ပြန်သွားอยู่သည်လောက်ဝင်းကခွက်30ပဲရောင်းရတယ်ဆိုပြီးလေးချက်ခွဲပေးသည်လောက်ဝင်းညာမန်းသူတိလေသည်တို့ရရင်ကိစ္စမရှိဆက်လေးတစားမုံလာပြည့်နေ့ဤညနေခင်း တိမ်တောက်နေသည်အကြီးတန်သူတိုင်းလာတော့အချိန်ဟုဆိုကြသည် ထို့ကြောင့်သူတို့နှစ်ဦးလဲလာနေကြသည် မတူ၏မျက်နာတွင် ပေါင်တာတွေဖွေးနေသည်မောင်စု၏မျက်နာမှာလည်းပေါင်တာတွေဖွေးနေသည်သူတို့သည်သူတို့အဖို့အစ်စ်လွင်ဆုံးသောအဝတ်အစားများကိုဝတ်ထားကြသည်နေ့လေကပင် သူတို့နှစ်ယောက်ချစ်သူတွေဖြစ်ခဲ့ကြသည်ပရမဇုံအချစ်နှစ်ဖြစ်လျှောက်လေကြသည် တစောင်းနိုင်ပွဲတော်သည်စီကားလာစွာ၏ကာအစ်စ်ကလေးများသည်လူအစ်စ်များကိုတင်ဆောင်၍ပြေးလွှားနေကြသည်ယက်ထားသောကာအစ်စ်ကလေးများကိုတွေ့လျင်သူတို့ပုတ်သက်ကြည့်ကြ၏သူတို့နှစ်ယောက်စလုံးယဉ်ခုန်နေကြသည်တို့ရာတွင်သူတို့သည် ABC တောက်မထားကြတော့ကြ၏မတူတို့နှစ်ယောက်စပြီးဟိုရင်းပြူကြတဲ့နေ့ကို အမတ်တရဖြစ်အောင်တခုခုလုပ်အောင်ဘာလို့မလုပ်လဲ မသိဘူးနင်ရောဘာလုပ်ချင်လဲတီးဘူးမောင်စုခဏမြစဉ်းစားသည်သူနားထဲတွင် ဒီဒီဆိုသောအတန်ကိုကြားရသည်ဟုတ်ပြီငါ့လက်မှာဆေးမင်းကြောင်ထိုးမယ်နင်နာမှာပေါ့နာပါဘူးဟာယောက်ျားပဲဆေးမင်းကြောင်ထိုးသည့်အဖိုးကြီးနားကိုသွားကြသည်မွေးရုပ်ထိုးမယ်ဟဲကြောက်စရာအသေးပုံများဆိုင်နမိတ်မကောင်း ရှုပ်ပါတယ်ဟာစာရမ်းမဲထိုးတော့မယ်သူတို့နှစ်ယောက်ကိုအဖိုးကြီးစိတ်မရှိတော့ကဲကဲပြောကွာဘာစာထိုးမှလဲမောင်စုသည်သူနှင့်မတ်တူးတို့စချစ်ကြတဲ့နေ့ထိမ့်အမှန်ဖြစ်သူ့လက်တွင်ဆေးမင်ဖြင့်ထိုးမိဖြစ်သောစာရမ်းကလေးကိုပြောလိုက်လေသည်တတ္တိကေငွေတာကြီးဇွန်1989ဒါကတော့ ဆရာမင်းလူရေးသားခဲ့တဲ့လမ်းဖြတ်ကူးသောနှလုံးသားဆိုတဲ့ဝတ္ထုတော်လေးကိုတင်ပြခဲ့တာဖြစ်ပါတယ်အားလုံးပဲကျမ်းမာရှင်လန်းကြပါစေခြေစွပ်တင်ပါတယ်ခင်ဗျာ